ဝေဘူးဆရာတော်ကြီးနဲ့အဘအောင်မင်းကောင်အကြောင်းပြောချင်ပါတယ်ဗျာဝေဘူးဆရာတော်ကြီးနဲ့အဘအောင်မင်းကောင်ကြီးဟာတချိန်သောအခါကဂျုံတွေ့ပြပါတယ်ဝေဘူးဆရာတော်ရဲ့အောင်ချညိုပွဲရတဲ့အများသိပြီးဖြစ်မှာပါအင်ဂျင်ပင်ကမထန်တွေ့ရမှာအခုခါပြပြနေတဲ့ဝေဘူးဆရာတော်ကြီးတီထားကိုယ်ဝဲခဲ့တယ်တီလောကသစ်ပင်ညစီတော်ဟာဘုံမင်းကောင်ကုသပောင်းခဲ့ကြောင်းသိရပါမယ် တိကျခံလုံတဲ့အချက်လက်တွေများရှိတာကြောင့်ဖြစ်ပေထားခဲ့ပါတယ်။ဒါပေမဲ့ခန်းဖွင့်ပွဲတော်ကိုဒုတိယအခေါက်ရောက်တဲ့အခါအဲ့ဒီအချက်လက်တွေအပြည့်အစုံရရှိခဲ့ပါတယ်။ဝေဘူးဆရာတော်နဲ့အဘအောင်မင်းကောင်ကြီးအကြောင်းဆက်ရရင်တော့အချိန်အဖြစ်1330ခုနှစ်ပေါင်း1317ကစုံလာပြည်နေမှာတီလောက သစ်ပင်ညုဇေတီတော်ထီတော်တင်နိုင်ရဲ့အတွက်ဝေဘူးဆရာတော်ဟာကြော်ကြားစအချိန်ဖြစ်ပြီး ပုတ်ပွားမော်လဲဘိုးမင်းကောင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာကြော်ကြားရဲ့ရှိပါပြီအဲ့ဒီချိန်မှာပဲမန္တလေးမြို့အာသောကယုံတိုက်ထန်းတပင်ကျောင်းမှာဥအစိန်နာနဲ့ဥပဇင်းနှစ်ပါးဟာလဲစာတင်ကြားရဲ့ရှိပြီဒီနေ့မှာတော့ဥအစိန်နာကဘိုးမင်းကောင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာပုတ်ပွားမှာထင်ရှားကြော်ကြားတာကြောင့်သွားရောက်လည်လာဖို့ခေါ်တဲ့အတွက်ဥဆန်ဒီမှာလိုက်သွားခဲ့ပါတယ်ဥဆန်ဒီမှာ ਨੇ ဘိုးမင်းကောင်တို့တီကျွမ်းရှင်းနေလျင် အင်ဂျင်ပင်စီတော်ကြီးထီတော်တင်ရန်ရှိတာကြောင့်မိမိထီလူချင်းကြောင့်ပုံမင်းကောက်က ရှောက်ထားရာဥဆန်ဒီမှာကိုတော်တိုင်းခင်ဦးမြွနဲ့အင်ဂျင်ပင်ကိုကြွပြီးဝေဘူးဆရာတော်ကြီးအားဘုံမင်းကောက်ရှောက်ထားချက်ကိုရှောက်ထားတဲ့အခါဆရာတော်ကြီးကကောင်းပါဗျာလို့မိန်တော်မူပါတယ်ဥဆန်ဒီမှာလည်းအင်ဂျင်ပင်ကိုရောက်ရှိခိုင်းဝေဘူးဆရာတော်ရဲ့နေထရာကို ခံယူပြီးတရားကျင့်ကြံပါတယ်တညတရားမှတ်ရင် မိမိရင်ဘတ်ပေါ်မှာဝေးဘူးဆရာတော်ဆန်နဲ့ကြော့သွားကြောင်းဖူးတွေ့လိုက်ရတဲ့အတွက်ချက်ချင်းထပြီးဆရာတော်ရဲ့ထရွက်တဲတဲ့ဝင်ပြီးဆရာတော်ဖျားကိုဝေးဖြစ်စေမှာပင်ရန်ကိုလက်မှတ်ယူထားပြီးဘာကြောင့်လမ်းဖူတာမှာစင်းရလဲလို့ဆရာတော်ကဆိုင်မစင်ပုံမစင်စီမိလိုက်တာကြောင့်တပည့်တော်သဘောပေါက်ပါပြီဖျားလို့ပြန်လဲလျှောက်လိုက်တဲ့အခါဆရာတော်ကြီးကဒုဋ္ဌာ ြောက်ချင်ပင်လေရေမြုပ်ပြလို့မိတ်ကြပါတယ်ဒီမိန်ကြားချက်ဟာထူးခြားပါတယ်ခုထိတိုင်အတိတ်ပဲမဖော်နိုင်ပါဘူးထီးတော့တင်ခွေပြေချောင်းပုံမိတ်ကောင်ပြင်ပြောတဲ့အခါဒီကိစ္စမှာမိုးညင်းစရာတော်ကြီးဆန္ဒအရာအလုံးမျိုးပွဲစားကြည့်ဦးဆိုပြီးဇနီးတော်တင်တင်တို့ကကျန်ငွေ၄တောင်ပိုးမင်းကောင်ရဲ့လူခံပိုးမြတ်မှာစုဆောင်ရငွေ၆၀၀စွတ်စွတ်ပေါင်း 9400နဲ့ထီတော်တင်လှူပါလေဝေဘူးဆရာတော်ကြီးနဲ့အဘအောင်မင်းကောင်းကြီးဒုတိယအကျင့်အကြောင်းဆက်အကြောင်းပြောခြင်းပါလေဗျာဒုတိယအကျင့်ဘိုးမင်းကောင်းနဲ့ဝေဘူးဆရာတော်တို့ဆက်သွယ်မှုမှာဥစ္စန္ဒီမှာကပဲဆောင်ရွက်ပေးရပါတယ်ဘိုးမင်းကောင်းဟာကဘာလုံးတစ်စိတ်သင်ပိုင်ဗလူလာတစ်စိတ်ဧကတိကိုဝေဘူးဆရာတော်ဥက္ကုမဟာရာကိုပေးလှူဖို့ဆီလွတ်ပါတယ်မိမိကောင်းကိုလက်နဲ့တက်လိုက်တဲ့အခါသဖင်တစ်ချောင်းပွာလာတဲ့အတွက် ဲ့ဒီစပင်မှာဝေဘူးစရာတော်ကိုလှုပ်ခဲ့ပါလို့ဘုံမေကောင်ကရှောက်လိုက်ပါလေ။ဥဆက်နီမှာလည်းအဲ့ဒီချိန်က ဝေဘူးစရာတော်တရင်သုံးနေတဲ့ရွှေဘူအောင်မြင်ကိုလိုက်တော်တဲ့ကမောင်စာပြိုးနေပါပြီ။စရာတော်ကြီးကိုဘုံမေကောင်ဆက်ကတ်လိုက်တဲ့စပင်ကိုကတ်လှူတဲ့အခါလက်ခံပြီးခေါင်းအုံချထားလိုက်တာတွေ့ရပါလေ။စုံးကန်ကြောက်ကန်နေပါပြီ။အဲ့ဒီချိန်မှာ သင်္ကန်းကက်ချင်မြင်ရတဲ့အတွက်နန်းနမခရပါတယ်အဲ့ဒီလိုကတဲ့ခါဆရာတော်ကြီးကအခုပဲစူချီမြင်ရမလားလို့မေးတဲ့ခါချီမြင်ပါဖင်အားလို့ပြောလိုက်တဲ့ခါချက်ချင်းဝလဲတော်မူတဲ့အတွက် သင်္ကန်းဟောင်းကိုဥတုမနာကသိမ်းယူတဲ့ခါခြေဖြစ်ဖိတာပြီးဥစံမီမှာယူမှကြွပေးတော်မူပါလိမ့် ဦးစံဒီမှာလည်းသင်္ကန်းဟောင်းကိုပေါမောတင်ပြီးကိစ္စပြီးခဲ့ကြောင်းပြောတဲ့အခါဘိုးမင်းကောင်က သင်္ကန်းကိုယူပြီးလက်ဖြက်ပိတ်ကသာသနာတော်ကြီးရောက်လာပြီသာသနာကြီးရောက်လာပြီလို့ဝန်သားအာရရှိတော်မူပါလေအဲဒီနောက်ခေါင်းဖြည့်ရပြီး သင်္ကန်းကိုရှင်ဥပကုတ်ရဲ့မြားသပိတ်ပေါ်မှာ တင်ထားလိုက်ပါတော့တယ်ဘိုးမင်းကောင်ကတ်လူလိုက်တဲ့သင်္ကန်းဟာမန္တလေးမြို့28လမ်းမှာ အမေရှင် ်ဖောဖောရှင်ရဲ့ကောင်းမှုဖြစ်ပါတယ်ဆက်သွယ်ပေးရတဲ့ဥစ္စန်ဒီမှာကိုတော်ဟာဟင်္ဒရာနဲ့ဒံဘေဇာတိဖြစ်ပြီး အခုခါဝေဘူးဆရာတော်ကြီးသဗ္ဗနဗဟု ကောမဒီဒုဥက္ခရာဖြစ်ပြီးစကားမျိုးစွန်းဥပုံညာရှင်စတိတော်ကို ထင်းသိမ်းဆော့ရှောက်ပြီးတော့ဓနုဖြူချောင်းမှာတည်င်းသုံးရရှိပါတယ်ဆရာတော်ဟာ1317ရွှေဘုံမှကြွရမှာနိဗ္ဗာန်သောဥတ္တရာဝန်နဲ့ဥချင်းမောင်တို့လိုက်ပါသွားပါတယ် ညံတကတူဓမ္မယောမှာသတင်းသုံးပြီးတရားရှင်အေးတိုက်ကြွတော်မူပါလေ။အဲ့ခါမှာဆရာတော်ကြီးကိုတမနာဟောင်းဆက်ရွှေတဲ့ကိုတိုင်လာရောက်ပြီးဝေယဝတ်ဆက်ဆောင်ရွက်ပေးပါတယ်။ဒါအပြင်ဝေဘူးဆရာတော်ကြီးဟာဆရာကြီးဥပခင်ရဲ့ပင့်ဖိတ်ချက်အရာရန်ကုန်အင်းရမြန်လန်းဓမ္မယောကြီးတရားကိုလည်းပထမဆုံးကြွရောက်တော်မူပါလေ။ ဆရာတော်ဟာတက္ကသိုလ်များဓမ္မရုံမှာတရင်သုံးစဉ်ရန်ကုန်ကခြားကုဆရာတော်နဲ့တွန်တေးဆရာတော်တို့လာရောက်တွေ့ဆုံပြီးစရထတန်ခါရနာတင်ပွဲကြီးနေပြီဖြစ်တာကြောင့်ဆရာတော်တက်ရောက်စီလို့ကြောင်းပရိယတ်မှာပြည့်စုံပေမဲ့ပဋိပတ်မှာဆရာတော်ဘာမှပြည့်စုံမယ်လို့ရှောက်ထားကပြန်ကြွပါလေအဲ့ဒီအရာတွင်ရန်ကုန်မှာ သူ့ရက်ကွက်အလိုက် ဆုံးကန့်ထွက်တဲ့အခါ ိုင်ငံတော်တမရဟောင်းဆက်ရွှေတိုက်ကိုတိုင်းနောက်မှသမိပတ်ပြီးလိုက်ပါတယ်ဝေဘူးစီအရော်ကြီးကြွရလဟန်တိုင်းရင်သွာလာကိုရင်းနေရတဲ့ကထိမ့်သိမ့်ပြရပါတယ်ချင်းညိုသူလူအပေါင်းတိုးမပေါ့ကိုစီကားပါတယ်ဝေဘူးစီအရော်ဖျားဟာ နေစင်ရတဲ့လူဘွယ်ပစ္စည်းတွေကို အလူခံခဲ့ရတဲ့ရက်ွက်တွေမှကြောင်းပေါင်း20ကိုအညီမျှခွဲဝေလူတက်မှုပါတယ်အဲ့ဒီပစ္စည်းတွေကိုတပည့်ရင်ဥတုမနာကတွားရောက်လှူဒါန်တဲ့အခါ ပစ္စည်းတွေဟာအဆမတန်များပြားလွန်တဲ့အတွက်ရန်ကုန်မိုးညင်းစရာတော်ကြီးကအော်ငါတကိုးကြီးလာပြီလို့အောင်းမိနေတာလက်ဆက်တော်မောင်ဝေဘူးရဲ့မိဖို့ချောင်းတော့ရှိပါလားလို့မိန်းတော်မူတာကိုဥတုမနာကိုယ်တိုင်ကြားခဲ့ရပါတယ်စထတန်ခရနာတင်ပွဲကြီးမှာဖိတ်ကြားခြင်းခံရတော်မူတဲ့ဝေဘူးစရာတော်ကြီးဟာပထမနေ့မှာအထူးဧည့်သည်တော်အခမ်းအနားနေတော်မူပါတယ်ဒုတိယနေ့မှာတော့ မစိုးရင်ဆရာတော်ကြီးနဲ့အတူအလဲတက်မှာတည်င်းသုံးရပါတယ်တတိယနေ့မှာညောင်ရဲဆရာတော်နဲ့အမြင့်ဆုံးနေရာမှာ နေရာပေးခြင်းခံယူတော်မူပြီးနောက်လိုက်ပါပို့ဆောင်တဲ့ပိသက်တို့ဟာဝေဘူးဆရာတော်ကြီးဟာဖူးကြဖူးကြဆိုပြီးဖူးကြပါတယ်တန်ခါးနာတင်ပွဲပြီးရင်ပြီးချင်းဆရာတော်ကြီးဟာရွှေဘိုကိုပြန်ကြွသွားပါတယ်။အဲ့ဒီချိန်ကရေကုန်ဘုရားကြီးကိုအစ်စ်တီဆော့ပြီးစီတာကြောင့် ဘီရထာမင်းကြီးဦးသိန်းညွန့်ကိုအကြောင်းပြုပြီးရန်ကုန်မူတာကြီးကိုပြည့်ရယူကဝေဘူးဆရာတော်ကြီးကဖွင့်လှစ်ပေးခဲ့ပါတယ်။ဘူရယုံကြီးကို ဝေဘူးဆရာတော်ဟာတန်ခါအပန်း20နဲ့မြစ်တာတော့ယူပြီးတော့ဖွင့်လှစ်ပေးခဲ့တော်မူတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ဝေဘူးဆရာတော်နဲ့အဘအောင်မင်းကောင်အကြောင်းတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။